ီရောင်စုသမရမြန်မာနိုင်ငံတော်တမ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံသည်စေအုပ်ချုပ်ရေးအမိန်မှတုံမြင့်ဆောင်2025ကို1388ခုနှစ်တစောင်းမုံလဆန်17ရက်2025ခုနှစ်အောက်တိုဘာလ31ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲဒီအမိန့်ပြေဆုံးမှာအပိုက်တဲ့ တမ်ဘရော်ကာကွယ်ရေးဦးစီးချုပ်ရုံက1389ခုနှစ်ဝါကောင်လာဆန်9ရက်2025ခုနှစ်ဇူလိုင်လ31ရက်ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် စေအုပ်ချုပ်ရေးအမိန့်မှတ်တင့်မြင့်ဆောင်2025နှင့်စေအုပ်ချုပ်ရေးအမိန့်မှတ်နှင့်မြင့်ဆောင်2025တို့သည်ဆက်လက်အတည်ဖြစ်သည်ပုံမေအောင်လိုင်ပူဂျုံမူကြီးတမ်ဘရော်ကာကွယ်ရေးဦးစီးချုပ်ဟုဖော်ပြပါရှိပါရခင်ဗျာ စစ်အုပ်ချုပ်ရေးကြီးညာထားသောချင်းပြည်နယ်မှခုနှစ်မြို့နယ်အပါအဝင်မြို့နယ်များအား2026ဇန်နဝါရီလကုန်ထိစစ်အုပ်ချုပ်ရေးဆက်လက်ကြီးညာအရေးပေါ်အခြေအနေစစ်အုပ်ချုပ်ရေးကြီးညာထားသောချင်းပြည်နယ်မှခုနှစ်မြို့နယ်ကံပက်လက်ထံတလန်ပလဝတွန်းဆန်မင်းတပ်မတူပြီးနယ်ဖလန်းမြို့နယ်များအပါအဝင်တိုင်းဒေသကြီးနယ်ပြည်နယ်များမှမြို့နယ်များအားဒီကနေ့မှစ၍နောက်ထပ်ရက်ပေါင်း90 2026ဇန်နဝါရီလကုန်ထိစစ်အုပ်ချုပ်ရေးတပ်တန်းတိုးမြင့်ကြောင်းအာဏာသိမ်းစစ်ကော်မရှင်ကဒီကနေ့အောက်တိုဘာလ31ရက်မှာအမိန့်ဆက်လက်ထုတ်ပြန်ပါတယ်။